တခါတုန်းကရွာငယ်လေးတစ်ရွာမှာမောင်ရွှေအောင်လူငယ်ကောင်းတစ်ယောက်နေပါတယ်သူဟာစိတ်ထားဖြူစင်ပြီးသူတပားကိုအမြဲကူညီတတ်သူပါတနေ့မှာတော့သူဟာတောအုပ်ထဲကိုထင်းရှာဖို့ဝင်လာတဲ့အခါအင်းလေးတအင်းပေးမှာနတ်သမီးတပားကိုတွေ့လိုက်ရပါတယ် နတ်သမီးလေးဟာအလွန်လှပပြီးသူ့ရဲ့အလင်းတန်းနဲ့အဝတ်စားတွေနဲ့အင်းထဲမှာရေကစားနေပါတယ်။မောင်ရွှေအောင်ဟာအံ့အားသင့်သွားပေမဲ့သူ့မကို မထိတိုက်မိအောင်သတိထားပြီးဖြည်းဖြည်းချင်းချင်းကပ်လာပါတယ်။"အိုနတ်သမီးပါလား။နတ်သမီးကဒီနေရာတွင်တွေ့ရတာအလွန်ပျော်ရွှင်ပါတယ်"လို့မောင်ရွှေအောင်ကရိုသေစွာနှုတ်ဆက်လိုက်တဲ့အခါနတ်သမီးလေးကပြုံးပြလိုက်ပါတယ်။ ။တင်းရဲ့စိတ်နှလုံးကအလွန်တန့်ရှင်းပါတယ်။ကျမကကြုံနေတဲ့လူတော်တော်များကမကောင်းတဲ့စိတ်တွေပဲတွေ့လိုက်ပါတယ်။နင်ကတော့အရန်တဘောကောင်းပါတယ်လို့နတ်သမီးလေးကပြန်ပြောပါတယ်။ဒီလိုနဲ့နှစ်ယောက်ဟာစကားသမီးပြောကြရင်မိတ်ဆွေဖြစ်လာကြပါတယ်။နတ်သမီးလေးကသူ့ရဲ့နှလုံးကအကြောင်းတွေကိုပြောပြပြီးမောင်ရွှေအောင်ကလည်းလူသားတို့ရဲ့ဘဝအကြောင်းဝမ်းသာအားရရှင်းပြပါတယ်။ဒီနေ့မှာတော့နတ်သမီးလေးကမောင်ရွှေအောင်ကျမတို့နတ်သမီးတွေဟာလူသားတွေနဲ့အချင်းချာချာမနေနိုင်ပါဘူး။ဒါပေမဲ့တင်းရဲ့ကျင်နာမှုကိုအထူးကျေးဇူးတင်ပါတယ်။ဂီလို့ဝမ်းနည်းစွာနှုတ်ဆက်လိုက်ပါတယ်။ မောင်ရွှေအောင်တဲ့ဝန်နေပေမဲ့ဂျေဇူးတင်ပါတယ်နတ်သမီးတင်ရဲ့ဂျေဇူးကိုဘယ်တော့မှမမေ့ပါဘူးဂီလိုပြန်ပြောလိုက်ပါတယ်နတ်သမီးလေးဟာနောက်ဆုံးအနေနဲ့ရွှေရောင်လင်းတစ်ခုဖြစ်ပြောင်းလဲပြီးကောင်းကင်ဘက်ကိုပြန်တက်သွားပါတော့တယ်ဒါပေမဲ့သူ့ရဲ့နှုတ်ဆက်စကားတွေကလေထဲမှာလင်းလက်ကျန်ရစ်ခဲ့ပါတယ်သူတပားကိုကျင်နာစွာဆက်ဆန့်သူဟာအမြဲတမ်းကန်ကောင်းပါလိမ့်မယ် တခါတော့ကညာနေခင် လမ်းမကြီးပေါ်တွင်လူသူကင်းမဲ့နေပြီးလေတိုက်တန်တွေကိုကြာပြီးတစ်ကိုင်းချောက်တွေကလည်း၆ကက်ကက်အတန်များဖြင့်ထူးဆန်းသောအရေးတစ်ခုရွေလျားနေရကိုမြင်လိုက်ရပါတယ်ဒီရိတ်ကတည်သွားတဲ့လူတွေရဲ့အရေးဖြစ်ပါတယ်ဒီရိတ်ကဖြူဖြော့နေပြီးမျက်လုံးမှလည်းအဖြူရောင်တွေနဲ့လူတွေရဲ့ဝိညာဉ်ကိုဆုပ်ယူနေတဲ့ပုံကိုတွေးလိုက်ရပါတယ် မိုးမင်းကသူ့ရဲ့အိတ်ခမ်းထဲတွင်ယုတ်တရက်နိုးလာပြီးချွေးများဖြင့်ရွှဲနေတယ်သူ့ရဲ့အိတ်မဆိုးထဲတွင်ဒီရိတ်ကိုမြင်ခဲ့ရပြီးသူ့ဝိညာဉ်ကိုဆွဲထုတ်နေတဲ့ပုံစံကိုယုတ်တရက်ခံစားလိုက်ရတယ်သူ့ရဲ့ရင်ဘတ်တွင်အေးဆက်တော့လက်တစုံကိုထိတွေ့နေရတဲ့ပုံစံကိုခံစားရပြီးအော်ကျင်းတော့လဲအတန်တော့လဲမထွက်နိုင်ပါဘူးမိုးမင်းပါလောက်ကြိုးစားအော်ပါစေဘယ်သူလဲမကြရပါဘူးနောက်တနေ့တွင်မိုးမင်းကအိမ်ကြီးချင်းဒေါ်မြင့်မြင့်စီကိုသွားပြီးသူကကြုံရနေတဲ့ပြက်တာနာကိုဒေါ်မြင့်မြင့်ကိုပြောပြလိုက်ပါတယ်ဒေါ်မြင့်မြင့်မှာရွာတွင်းရှိရှေးရိုးဆွဲယူရှိသူဖြစ်ပြီး ်ဒီမင်းကိုတရေတကောင်လိုက်နေတယ်မင်းရဲ့ဝိညာဉ်ကိုဆွဲခေါ်ဖို့စူးစမ်းနေတယ်လို့မိုးမင်းကိုပြောလိုက်ပါတယ်ဒေါ်မင်းမင်းကမိုးမင်းကိုရွာထဲမှာရှိနေတဲ့ရှင်ပူရင်ကျောင်းကိုတွားရောက်ပြီးဆူတောင်းရန်အကြံပေးလိုက်ပါတယ်နောက်တညကမိုးမင်းကိုအိပ်ပျော်နေစဉ်ဒီရိတ်ကပြန်လာပြီးသူ့ရဲ့အနာကိုချင်းကက်လာနေပါတယ်ဒီတခါကဒီရိတ်ကိုအဖြူရောင်ဝတ်စုံလေးနဲ့မိုးမင်းရဲ့နမီကိုတရှိရှိခေါ်နေခဲ့ပါတယ် မိုးမင်းကလည်းလုံမရဖြစ်နေခဲ့ပါတယ်ဒီအခြေအနေကိုမိုးမင်းရဲ့ခန္ဓာကိုယ်ပေါ်မှာတရေဝိညာဉ်ကတဖြည်းဖြည်းခွဲထွက်လာနေပါတယ်မနက်မိုးလင်းတော့ခါမိုးမင်းကရွာထဲမှာရှိနေတဲ့ရှင်ဘူးရင်ចောင်းကိုအ мян သွားရောက်ပြီးဆရာတော်ထံကိုအကူအညီတောင်းလိုက်ပြီး ဆရာတော်ကသူ့ကိုပြောလိုက်ပါတယ်မနေ့ဖြန်ညကတရေကိုနင်ထုတ်လိုက်လို့ရှိရင်ပြန်ဆင်းပြီးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီညကိုရောက်လာပြီးဆရာတော်နဲ့ရွာသူရွာသားတွေနဲ့မိုးမင်းရဲ့အိမ်တွင် မနေ့များရွတ်ဖက်ကတရေကိုနင်ထုတ်ကြပါတယ်မနေ့များရွတ်ဖက်နေတဲ့အချိန်ကိုအဲရိတ်ကအော်ဟစ်ပြီးပျောက်ကွယ်သွားနေတာကိုတွေးလိုက်ပါတယ်မိုးမင်းကပြန်သက်သာလာပါတယ် အင်းနီမဆာဘီမိုးမင်းကဒီတရေကိုမမြင်ရတော့ပါဘူးသို့တော့ညတိုင်းသူရဲ့အိမ်ထဲမှာမီးတွေကိုဖွင့်လိုက်ပြီးအိတ်လိုက်ပါတယ်မင်းကမအိတ်ခင်ကာထာတွေကိုရွတ်ရနေစေဖြစ်ပါတယ်သူတိလိုက်ရတာကကာထာကိုရွတ်လိုက်လို့ရှိရင်ဝိညာဉ်ဆွေးငင်မှုများကို အမှန်တကယ်မမြင်ရပြီးမကောင်းဆိုးဝါးများကိုဒီကာထာကိုတတိထားရမယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ညကိုမအိတ်နေချိန်မှာဖះရှိကိုပြီးမှအိတ်ရင်ကောင်းကောင်းအိတ်လို့ရပါတယ်ကိုကအိတ်ရင်ဖះရှိကိုကိုမင်းနေတယ်ဆိုရင်ဒီမိုးမင်းလိုကြုံတွေ့နေရတဲ့ပြဿနာတွေကိုကြုံနိုင်မှာဖြစ်ပါတယ် ကိုကမအိတ်ခင်မှာဖះရှိကိုပြီးမအိတ်အကြံပြုကျင်ပါတယ်ဒီပုံပြင်ကအကျိုးရှိမယ်လို့ထင်ပါတယ်ဟိုရှိရှိတုန်းကရွာတရွာမှာကြောင်မဲကြီးတကောင်နေထိုင်ပါတယ်သူဟာအလွန်ညံကောင်းပြီးရွာထဲကကြွက်တွေကိုအမြဲဖက်စားလေးရှိပါတယ်တနေ့မှာတော့ကြွက်ဖူရင်က သူ့လူတွေကိုစုပြီးအစည်းအဝေးခေါ်ပါတယ်ကြွက်ဖူရင်ကပြောလိုက်ပါတယ်ငါတို့အားလုံးဒီကြောင်ကြီးရဲ့ဘေးကနေလွတ်မြောက်ဖို့နီလန်းတစ်ခုရှာကြရမယ် သူ့ကိုရှောင်ပြီးနေလို့မရတော့ဘူးဆိုပြီးဒီတခါတော့ကျွတ်ဖူရင်ကပြောပါတယ်ငါတို့ကကြောင်ရဲလက်ပင်းမှာခေါင်းလောင်းတလုံးချိတ်လိုက်မယ်ဆိုပြီးသူလာတိုင်းအတန်ကြာရင်ငါတို့ပြေးဖို့အချိန်ရမယ်လို့သူ့ရဲ့တပည့်တွေကိုပြောလိုက်ပါတယ်ဒီအကြံကိုကျွတ်တွေအားလုံးကသဘောကျကြပါတယ်ဒါပေမဲ့ကျွတ်ငယ်လေးတကောင်ကမေခွန်းထုတ်လိုက်ပါတယ်ဒီအတိုင်းဆိုကောင်းပါတယ်ဒါပေမဲ့ဘေကျွတ်ကကြောင်ရဲလက်ပင်းမှာခေါင်းလောင်းချိတ်ဖို့ဘယ်သူသွားရဲမှလဲလို့မေးလိုက်တော့ကျွတ်တွေအားလုံးတိတ်ဆိတ်သွားကြပြီးဘယ်သူမှမဖြေကြတော့ပါဘူး အကြံကောင်းတစ်ခုရှိုံနဲ့မလုံလောက်ပါဘူးအဲ့ဒီအကြံကိုအကောင့်ထဲဖော်ဖို့တတိနဲ့လက်တွဲလှုပ်ဆောင်နိုင်မှသာအကျိုးရှိပါတယ်။ကြောင်းနှင်းကြွပုံပြလေးကလူတွေကိုအကြံဉာဏ်နဲ့လှုပ်ဆောင်ခြင်းနှစ်ခုလုံးအရေးကြီးကြောင်းသတိပေးထားပါတယ်။ ိုးရှိရှိတုန်းကမိုင်းပေါင်းများစွာဝေးကွာတဲ့နှဆိုင်သောပင်လယ်ပြင်အောက်မှာရှိုင်းနန်းနိုင်ငံဆိုတဲ့လှပတဲ့ငါးမျိုးစိတ်တွေနဲ့ပြီးနှက်နေတဲ့နေရာတစ်ခုရှိပါတယ်။အဲ့ဒီနိုင်ငံကိုငါးဖူးရင်ကစောတိကကအုပ်ဆိုးပါတယ်။သူဟာအလွန်ဉာဏ်ပညာကြီးမားပြီးအားကောင်းတဲ့ဘုရင်ဖြစ်ပါတယ်။ဒီနေ့မှရှိုင်းနန်းနိုင်ငံဘော်ကိုကာရာကန်ဆိုတဲ့ကြောက်မက်ဖွယ်ကနန်းကြီးကကျူးကျော်လာပြီးငါးဖူးရင်ရဲ့အုပ်ဆိုးမှုကိုချိန်ချောက်လာပါတယ်။ကနန်းကြီးကအစိတ်ရှိတဲ့ချောင်းမြင့်တွေနဲ့ငါးတွေကိုဖမ်းယူပြီးသူ့ကြုံဖြစ်ထိန်းချုပ်ချင်နေပါတယ်။ ငါဘူးရင်စောတိကသူ့ရဲ့ယုံကြည်ရဆုံးအကြံပေးဖြစ်တဲ့ပညာရှိရေဘဝဲတက်တိုနဲ့တိုင်ပင်ပြီးကနန်းကိုတိုက်ထုတ်ဖို့အကြံရပါတယ်တက်တိုကပင်လယ်သမုဒ္ဒရာရဲ့နှဆိုင်ဆုံးနေရာမှာရှိတဲ့တမန်ကြောက်လုံးဆိုတဲ့မော့အလင်းတန်းကြောက်ခဲကိုရှာဖွေပြီးစောတိကရဲ့အစိတ်ကိုပြေးစေနိုင်တယ်လို့ဆိုပါတယ် ဒါနဲ့ငါဘူးရင်နဲ့သူ့ရဲ့တစ္ဆာရှိမိတ်ဆွေတွေဖြစ်တဲ့ငါမန်ကဂျော်ဒန်ပိုဇွန်နီကြီးလူစီပင်လေလိတ်အော်တီကြီးတို့ဟာအတူတူခီးထွက်ကြပါတယ်ခီးတလျှောက်မှာသူတို့ဟာကြီးမားတဲ့ဂျယ်လီငါအုပ်စုလပပြီးအန်နီယေရှိတဲ့ပင်လယ်နင်းစီပါဟေရီဆန်တဲ့တင်မောပြက်အိုတို့ကိုဖျက်ဆီးရပါတယ်။နောက်ဆုံးမှာသူတို့ဟာတမန်ကျောက်စီကိုရှာဖွေတွေ့ရှိပြီးစော်တီကရဲ့အုပ်စိုးမှုကိုချိုးနှိမ်နိုင်ခဲ့ပါတယ်။ငါဘူးရင်စော်တီကသူ့နိုင်ငံကိုကယ်တင်နိုင်ခဲ့ပြီးပင်လယ်အောက်ကမ္ဘာမှာငြိမ်းချမ်းမှုပြန်လည်ရရှိခဲ့ပါတယ်။ ဒီပုံပြလေးကနေအခက်ခဲတွေကိုမိတ်ဆွေတွေနဲ့အတူရင်ဆိုင်ပြီးရေးရင်မှုနဲ့ဉာဏ်ပညာသုံးရင်အောင်မြင်နိုင်တဲ့ဆိုတဲ့အကြောင်းကိုသင်ယူနိုင်ပါတယ်ဘလို့မောအင်အားကမှတစ္ဆာရှိမှုနဲ့ညီညွတ်မှုရဲ့အင်အားကိုမနိုင်နိုင်ပါဘူးဒီပုံပြင်ကိုကြိုက်မယ်လို့ထင်ပါတယ်ကလေးတွေအတွက်စိတ်ကူးရင်ဆန်ပြီးသင်ကန်းစာရှိတဲ့ဒီပုံပြလေးကိုမျှဝေလိုက်ပါတယ် ဟိုရှိရှိတုန်းကရွာတရွာမှာကြောင်မဲကြီးတကောင်နေထိုင်ပါတယ်သူဟာအလွန်ညံကောင်းပြီးရွာတွေကကြွတ်တွေကိုအမြဲဖက်စားလေးရှိပါတယ်တနေ့မှာတော့ကြွတ်ဖူးရင်ကသူ့လူတွေကိုစုပြီးအစည်းဝေးခေါ်ပါတယ်ကြွတ်ဖူးရင်ကပြောလိုက်ပါတယ်ငါတို့အားလုံးဒီကြောင်ကြီးရဲ့ဘေးကနေလွတ်မြောက်ဖို့နီလန်းတစ်ခုရှာကြရမယ်သူ့ကိုရှောင်ပြီးနေလို့မရတော့ဘူးဆိုပြီးဒီတခါတော့ကြွတ်ဖူးရင်ကပြောပါတယ်ငါတို့ကကြောင်ရဲ့လက်ဘေးမှာခေါင်းလောင်းတစ်လုံးချိတ်လိုက်မယ်ဆိုပြီးသူလာတိုင်းအတန်ကြားရင်ငါတို့ပြေးဖို့အချိန်ရမယ်လို့သူ့ရဲ့တပည့်တွေကိုပြောလိုက်ပါတယ်ဒီကြံကိုကြွတ်တွေအားလုံးကသဘောကျကြပါတယ် ဒါပေမဲ့ကျွတ်ငယ်လေးတကောင်ကမေခွန်းထုတ်လိုက်ပါတယ်ဒီအတိုင်းဆိုကောင်းပါတယ်ဒါပေမဲ့ဘေကျွတ်ကကြောင်ရဲ့လေပင်မှာခေါင်းလောင်းချိတ်ဖို့ဘေတူသွားရဲမှာလဲလို့မေးလိုက်တော့ကျွတ်တွေအားလုံးတိတ်ဆိတ်သွားကြပြီဘသူမှမဖြေကြတော့ပါဘူးအကြံကောင်းတစ်ခုရှိုံနဲ့မလုံလောက်ပါဘူးအဲ့ဒီအကြံကိုအကောင့်ထဲပို့ဖို့တတိနဲ့လက်တွဲလှောက်ဆောင်နိုင်မှသာအကျိုးရှိပါတယ်ကြောင်နဲ့ကျွတ်ပုံပြလေးကလူတွေကိုအကြံဉာဏ်နဲ့လှောက်ဆောင်ခြင်းနှစ်ခုလုံးအရေးကြီးကြောင်သတိပေးထားပါတယ် နတ်သမီးပူဇော်ပွဲရဲ့ရှေးဟောင်းပုံပြင်ဒဏ္ဍာရီတစ်ခုအရာတင်ခိုးနတ်သမီးတစ်ပါးရှိပါတယ်မြမာတို့ကျေးဇူးရှင်နတ်သမီးတစ်ပါးဖြစ်ပါတယ်နတ်သမီးကလေယာစိုက်ပျိုးရေးနဲ့မိုးကောင်းကင်ကိုအုပ်ဆိုးတယ်လို့ယုံကြည်ကြပြီးသူမရဲ့ကျေးဇူးကြောင့်မိုးများများရွာကတီးနံပေါင်းများဖြစ်ထွန်းလာကြပါတယ်တနှစ်တွင်တကြိမ်မိုးဥကြကာလ၌ကြေးရွာသူကြေးရွာသားများကတင်ခိုးနတ်သမီးအားပူဇော်ပွဲကြီးပြုလုပ်ကြပါတယ်ဒီပွဲတွေလေသမားများကဆန်စပါးတည်တည်မျိုးစုံတွေနဲ့ဘန်းတွေနဲ့ကန်တော့ပြီးနတ်သမီးကပြခြင်းရွာသားတွေရဲ့ရိုးရာကအဆိုးတို့ဖြင့်ပျော်ရွှင်စွာကျင်းပကြပါတယ် ဒီပွဲကနတ်သမီးကိုနှစ်သက်စေရန်ရွှေရောင်နဲ့ငွေရောင်ဝတ်စုံများဝတ်ဆင်ကပျော်ပွဲရှင်ပွဲများပြုလုပ်ကြသည်ပူဇော်ပွဲပြီးလျင်မိုးကောင်းစွာရွာပြီးလေယာများစိမ့်လန်းလာပါတယ်လို့ရှေးလူကြီးများယုံကြည်ကြပါတယ်နတ်သမီးပူဇော်ပွဲရဲ့အတိတ်ပဲတဘာဝနဲ့လူသားတို့ရဲ့တဟဆာတာဖြစ်မှုကိုကိုးစားပြုခြင်းကျေးဇူးတင်မှုရိုတီလေးစားမှုကိုဖော်ပြခြင်းရိုးရရင်ကျေးမှုနဲ့ဒဏ္ဍာရီများကိုမျိုးဆက်သစ်များသို့လက်ဆင့်ကမ်းခြင်းထို့ကြောင့်နတ်သမီးပူဇော်ပွဲများကိုမြန်မာတို့ရဲ့စီးလုံးညီညွတ်မှုနဲ့တဘာဝကိုလေးစားသောဒလေထုံးတန်းတစ်ရက်အဖြစ်ယနေ့တိုင်တည်ရှိနေစေဖြစ်ပါတယ် ဒီပုံပြင်ကဘလို့ထင်ပါတာလဲတကယ်ကဟုတ်ရဲ့လားလူတချို့တော့ထင်ပါလိမ့်မယ်ဒီပုံပြင်စကားပုံရှိပါတယ်ဒီပုံပြင်ကိုကြိုက်မဲ့လူရှိရဲ့လားရှိရင်တလို့ရေးထားလိုက်ပါမရှိဘူးဆိုရင်နှစ်လို့ရေးထားလို့ရပါတယ်ဗျာဒီပုံပြင်ကအကျိုးရှိမယ်လို့ထင်ပါတယ်တခါတော့ကဆင်းရဲတော့လေသမားတယောက်ရှိပါတယ်လေသမားကသူ့ရဲ့အလုပ်ကိုပုံမှန်တိုင်းပဲအလုပ်ကိုသွားလုပ်နေခဲ့ပါတယ်နောက်တနေ့မှာတော့လေသမားကလေကွင်းထဲတွင် မြေတူးနေစဉ်ရွှေရောင်တောင်းနေတော့မော်အိုးကြီးတလုံးကိုတွေးရှိလိုက်တယ်အိုးကိုဖွင့်ကြည့်လိုက်တော့ခါမိโกမြထွက်လာပြီးနှစ်သမီး၃ပါးပေါ်လာခဲ့သည် ်လေသမားကလဲတာကိုမြင်ပြီးအံ့ဩသွားပါတယ်နတ်သမီးသုံးပါးဟာလေသမားကိုကျေးဇူးတင်ကြောင်းပြောကလေသမားကိုစုသုံးခုတောင်းခိုင်းလိုက်ပါတယ်လေသမားတောင်းတဲ့စုကိုနတ်သမီးသုံးယောက်ကကူညီမယ်လို့ပြောပြီးလေသမားကပထမစုအနေနဲ့သူ့ရဲ့နေမိတွင်ကောက်ပဲတီးနေများအမြဲထွက်ရှိစေရန်ဒုတိယစုကသူ့နှင့်သူရဲ့မိသားစုကျမ်းမာပျော်ရှင်စွာနေနိုင်ရန်တတိယစုမှာသူစ조사သည်မြအလုတ်တိုင်းအောင်မြင်စေရန်တောင်းဆိုလိုက်သည်နတ်သမီးများကသူ့ရဲ့စုတောင်းချက်များကိုပြည့်စုံစေပြီး နတ်သမီး၃ယောက်နဲ့လယ်သမားရဲ့အလုပ်ကိုကူညီဖို့ဆုံးဖြတ်လိုက်ကြတဲ့အင်းနေကစပြီးလယ်သမားဟာချမ်းသာကြွယ်ဝလာပြီးမိသားစုနဲ့အတူတာယာသောဘဝကိုပိုင်ဆိုင်သွားခဲ့ပါတော့တယ်။တင်ကန်းစာရိုးသားစူးစမ်းသူအလုံးကံကောင်းခြင်းတွေကိုတနေ့မဟုတ်တနေ့ကိုယ့်ရဲ့စူးစမ်းမှုကိုပန်းတိုင်ရောက်လာနိုင်ပါတယ်။ တခါကကြေးလက်ရွာငယ်လေးတစ်ရွာမှာမောင်ရွှေအေးဆိုတဲ့စင်ရဲသားလူငယ်လေးတစ်ယောက်ရှိပါတယ်။သူ့ရဲ့မိခင်နဲ့နေထိုင်ပါတယ်။တနေ့မှမောင်ရွှေအေးတစ်ခုတ်ရန်ဒေါ်တဲ့သွားရင်အင်းလေးတအင်းကိုတွေးလိုက်ပြီးရေချိုးဖို့ဆင်းလိုက်တဲ့ရေထဲမှာရွှေရောင်တောင်းနေတယ်။ကြာပွင့်တပွင့်ကိုတွေးပြီးမောင်ရွှေအေးကဒီရွှေရောင်တောင်းနေတဲ့ကြာပွင့်မြင်ပြီးမောင်ရွှေအေးကခူးလိုက်တဲ့အခါကြာပွင့်တဲကနတ်သမီးလေးထွက်လာပြီးနတ်သမီးကပြောတယ်မင်းကငါ့ကိုကယ်ပေးတဲ့အတွက်ဂျေဇူးတင်ကြောင်းပြောကဆန္နာသုံးချက်ပြည့်စေမယ်ဆုသုံးခုတောင်းခိုင်းလိုက်ပါတယ်။ မောင်ရွှေအေးကပထမဆုံးအနေနဲ့သူနဲ့မိခင်အတွက်ရွှေအိတ်ကြီးတစ်လုံးကို တောင်းလိုက်တယ်ဒုတိယအနေနဲ့ဘယ်သွားသွားရွှေတင်ကားတွေကြာနေမဲ့အိတ်တစ်လုံးကိုတောင်းတယ်။နတ်သမီးကသူ့ရဲ့တတိယဆန္ဒကိုမေးတဲ့အခါမောင်ရွှေအေးကနတ်သမီးနဲ့တငယ်ချင်းဖြစ်ချင်တယ်လို့တောင်းဆိုလိုက်ပါတယ်။နတ်သမီးလည်းသဘောတူပြီးအင်းနေကစပြီးမောင်ရွှေအေးနဲ့နတ်သမီးကအတူတကွပြောရှင်သွားခဲ့ပါတော့တယ်။